ဆရာကစီးပွားရေးတာမကစိုက်ကောလော်ဂျီပါနားလည်တယ်တဲ့ဟုတ်ပါတယ်စိုက်ကောလော်ဂျီကအရန်ကိုအရေးကြီးတဲ့ပညာရမလို့သိချာဦးသိချာထားဖြစ်ပါတယ်စိုက်ကောလော်ဂျီဒီလုပ်ငန်းရှင်တယောက်တက်ပို့ပြီးတော့အရေးကြီးတယ်ကိုယ့်ရဲ့ဝန်ထမ်းတွေနဲ့စကားပြောတဲ့အခါမှာဖြစ်ဖြစ်ကိုယ့်ရဲ့ဖောက်တယ်တွေနဲ့စကားပြောတဲ့အခါမှာဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ဖို့ကင်တက်တွေနဲ့စကားပြောတဲ့အခါမှာဖြစ်ဖြစ်စိုက်ကောလော်ဂျီဒီအရန်အရေးကြီးတဲ့ပညာရဖြစ်ပါတယ်ဒါကြောင့်မလို့အားလုံးကိုလည်းသိစေချင်တယ်အားလုံးကိုလည်းနားလည်စေချင်တယ် အဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ content တွေမှာဆိုလို့ရှိရင်လည်းဒီ psychology နဲ့ပတ်သက်တဲ့ဥစ္စာတွေအများအမ်းထည့်ပြီးတော့မျှဝေပေးတယ်။ကျွန်တော်ရဲ့သင်တန်းမှာဆိုလို့ရှိရင်လည်းဒီ psychology နဲ့ပတ်သက်တဲ့သင်ခန်းစာတွေအများကြီးပဲထည့်ပေးထားတယ်ပေါ့နော်။ဖောက်တဲ့တွေရဲ့အကြောင်းကို ကျွန်တော်တို့အရင်သိဖို့လိုတယ်။ဖောက်တဲ့တွေဒီလူတွေဖြစ်တယ်။လူတွေဖြစ်တဲ့အတွက်ဒီလူတွေရဲ့အကြောင်းကိုသိဖို့လူတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုနားလည်ထားဖို့လိုတယ်။ဒါကိုသိမှပဲကျွန်တော်တို့ကတို့ဘာကြိုက်လဲဆိုတာကိုခံမှန်းလို့ရမှာဖြစ်ပါတယ်။ customer တွေဘာကြိုက်လဲဆိုတာကိုခံမှန်းလို့ရတော့မှာ ကျွန်တော်တို့ကဘယ်လိုမျိုးစကလုံးတွေတုံးပြီးတော့မှာဘယ်လိုနေရာတွေမှာဘယ်လိုပုံစံနဲ့ကြော်ညာမယ်ဆိုတာတွေကိုတိတိကျကျနဲ့မှန်မှန်ကန်ကန်သတ်မှတ်လို့ရမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ psychology ကဉာဏ်ရည်ကြည့်ပါတယ်။အားလုံးကိုလည်းတက်စီခြင်းပါတယ်၊သိစီခြင်းပါတယ်။ကျွန်တော်ကိုယ်ကြီးပါ။တက်နိုင်တဲ့လောက်လည်းကျွန်တော်အမြဲတမ်း share လုပ်ကြည့်ရဖို့တည်းမျှော်လင့်ထားပါတယ်။နောက်ပြီးပါကျွန်တော်ပြန်တွေ့ကြမယ်။ Bye bye.